Stanford Bridge မှာအလေးပြုရမယ့်အပြာရောင်အလံတော် Super Z ဗိုလ်တဝင်းရောက်ပွဲစဉ်ပွဲကျူသုံးသက်ချက်များအလုံးမင်္ဂလာပါဖလေးမေကကြားနေတာဆင်သူတွေလည်းမင်္ဂလာပါဂိမ်းချင်ကြားနာဆင်သူတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ဗိုလ်တဝင်းရောက်အတွက်ပွဲစဉ်ပွဲကျူသုံးသက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ကလောင်ရှင် Super Z ရဲ့သုံးသက်ချက်တွေဖြစ်ပါတယ် ်ပထမဆုံးပွဲစဉ်ကတော့ဘေဘာဝုန်နဲ့ကာရာဘတ်ည7:15နာရီ15ပါပြိုင်ပွဲဆိုနောက်ဆုံး၈ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ဘေဘာဝုန်ရဲ့ဒီယာစီခြေစွမ်းဟာအားရစရာမရှိပါဘူးချန်ပီယံလိမှာအမှတ်ဘဲဦးမကွဲသေးလို့အစွမ်းကုန်ရုံးလာမှာဖြစ်ပေမဲ့လည်းသူတို့ရဲ့ခြေစွမ်းကယုံကြည်လို့တော့မရသေးပါဘူးကာရာဘတ်ကတော့ဒီယာစီချန်ပီယံလိရဲ့အန်အောအသင်းပွဲအကောင်းဆုံးအသင်းဖြစ်နေပါတယ်ဘင်ဖီကာကွင်းမှာတော့တက်နိုင်ခဲ့တဲ့အဇာဘိုင်ဂျန်ကလပ်ဟာနှစ်ပွဲစလုံးနိုင်ထားသလိုဘေဘာဝုန်ကိုဒုက္ခပေးနိုင်တဲ့ခြေစွမ်းမျိုးလည်းရှိနေပါတယ် အဇာဘိုင်ဂျန်သားတွေဟာအမြဲတမ်းအောင်းအသင့်စီနိုင်အောင်ပွဲစဉ်မျိုးလို့တုံးသက်ထားတာဖြစ်ပါတယ်ဂလာဆာရီနဲ့ဘိုရိုဂလင်းည7နာရီဂလာဆာရီရဲ့အဓိကအားအိမ်ကွင်းမလို့ချန်ပီယံလိမှာရှုံးထွက်တက်ချင်အိမ်ကွင်းပွဲတွေရလကောင်းထားမှဖြစ်မှာပါတူရကီကလပ်ဟာဒီအာဒီအိမ်ကွင်း၅ပွဲမှာ၄ပွဲနိုင်ထားပြီးအဲ့ထဲမှာလီဗာပူးကိုအနိုင်ရခဲ့တဲ့ပွဲလေးပါဝင်ပါတယ်ဘိုရိုဂလင်းကတော့ဒီအာဒီချန်ပီယံလိနှစ်ပွဲစလုံးမှာတူတူတည်တည်ကန်ထားခဲ့ကြပါတယ် အဲဒီ Norway Club ဟာဥရောပအဆင့်မှာအဝေးဝင်လဲအားနေပါတယ်။အဲဒီလိုပွဲစဉ်မျိုးဟာတူရကီသားတွေရဲ့အောင်မြင်ဖြစ်နိုင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။ Atlanta နဲ့ Slavia Press ညတနာ30 Torino နီးပြအောင် Juris Letter မှာ Atlanta ဟာကန်ခဲ့တဲ့ပွဲတိုင်းမှာဂိုးအနည်းတွေဖြစ်ခဲ့ပါတယ်။ခံစားပိုင်းမဆိုးခဲ့ပေမဲ့ Lookman တို့တိုက်စစ်ကအရင်လိုတော့မဟုတ်ပါဘူး။ဒုတိယပွဲစဉ်မှာ Inter ကို3-0နဲ့ရှုံးခဲ့တဲ့ Slavia Press ကတော့ Atlanta ခံစစ်ကိုကြော်နိုင်မဲ့ခြေစွမ်းမျိုးတော့ရှိမနေပါဘူး။ အချက်ကလဟာခံစစ်အသားပြုပုံစံနဲ့ပဲအီတလီကိုရောက်လာမှာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာကိုယ်နေကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Bayern Munich နဲ့ Brugge ညတနာ30ဒီရာသီထိပ်တန်းလီ9ရက်ထဲမှာပွဲတိုင်းနိုင်တဲ့အသင်းနဲ့သောအသင်းဖြစ်တဲ့ Bayern ကတော့အခုချိန်ထိမရက်သေးပါဘူး။ Harry Kane နဲ့ DS ရဲ့တိုက်ဆက်ဟာအိမ်ဝင်းဆိုရင်အနိုင်ဆုံး2ဂိုး3ဂိုးအထက်ကြီးကန်ခဲ့ပါတယ်။ပွဲစဉ်နှစ်တုန်းက Atlanta ကိုအဝေးကွင်းရှုံးထားတဲ့အတွက် Brugge ကတော့လက်ရှိ Bayern ကိုတားဆီးနိုင်မယ့်ပုံတော့မရပါဘူး။ နောက်ပြင်ချန်ပီယံလိမှာဘယ်ဂျီယံအသင်းတွေကဂျာမန်အသင်းတွေနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၈ပွဲတွေမှာခုနှစ်ပွဲရှုံးထားပါတယ်။ဒါကြောင့်ဟာရီကိန်းတို့ရဲ့တွင်းကိုတွေကိုရေတွက်ရမယ့်ညဖြစ်လို့ဘိုင်ယန်ကိုအပြည့်အစုံနဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ချဲလ်ဆီနဲ့အေဂျက်ညတနာ30ဘယ်ယံပြက်တနာတွေများနေပြီပဲတောင်တင်းတဲ့လူစင်းကြောင့်ချဲလ်ဆီအပေါ်ရိုက်ခတ်မှုတိတ်မရှိပါဘူး။ဒါကြောင့်လေမာရက်စကာရဲ့အတင်းဟာပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်ထားတာအဲ့ဒီထက်ကဘင်ဖီကာကိုအိမ်ကွင်း1-0နဲ့နိုင်ခဲ့တဲ့ပွဲလေးပါဝင်ပါတယ် ချန်ပီယံလိနှပွဲစလုံးကိုအနိုင်ဆုံးနှစ်ကိုးပြတ်နဲ့ရှုံးထားတဲ့အေးချက်ကတော့လွန်ခဲ့တဲ့၄-၅နှစ်ကလိုအသိမျိုးမဟုတ်တော့ပါဘူးအသက်ကြီးတွေနဲ့ချန်ပီယံလိအတွေ့အကြုံနဲ့ပါလို့နဲ့လူငယ်တွေနဲ့စုဖွဲ့ထားတာကြောင့်ပါဒါကြောင့် Stanford Bridge မှာအပြာရောင်အလံတော်ကိုအလေးပြုရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် Frankfurt နဲ့ Liverpool ညတနားည30 Frankfurt ကခုနောက်ပိုင်းမှာရလက်ကိုခံစစ်ပါရုန်းကန်နေရပါတယ် Frankfurt ခံစစ်ဟာနောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲစလုံးမှာလည်းအနိုင်ဆုံးနှစ်ကိုးလုံးပြီးခဲ့ရပါတယ် လီဗာပူးကတော့လေးဘွဲ့ဆက်အရှုံးကနေရုံးထနိုင်ဖို့အစွမ်းကုန်ကြိုးစားလာနိုင်ပါတယ်ရိုးကြာနီးရာဂျာမန်အသင်းအနေနဲ့ချန်ပီယံလိတွေ့ဆုံမှုနောက်ဆုံး၄ချိန်စလုံးကိုနိုင်ထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာရိုးကြာနီးတွေပြန်လာချိန်တန်ပါပြီလို့သုံးသပ်ထားတာဖြစ်ပါတယ်မိုနာကိုနဲ့စပါညတနာ30ဒီရာဒီအိမ်ကွင်းရှုံးပွဲမရှိသေးတဲ့မိုနာကိုဟာအိမ်ကွင်းပွဲတွေမှာလည်းအနိုင်ဆုံးနှုတ်ကုံလုံးသွင်းထားနိုင်ပါတယ်ဒါပေမဲ့မိုနာကိုရဲ့ဒီယာဒီအိမ်ကွင်း၅ဝဲစလုံးမှာအပြန်လန်သွင်းကိုရှိထားပြီးအဲ့ထဲကမှပွဲစဉ်နှစ်တုံးကမန်စီးတီးနဲ့တူတူတည်ကြခဲ့တဲ့ပွဲလေးပါဝင်ပါတယ် စပားကတော့ဒီယာဒီချန်ပီယံလိမှာတိတ်ချရတဲ့အသင်းမျိုးတော့မဟုတ်ပါဘူး။ပွဲစဉ်နှစ်တုံးကဆိုရင်နော်ဝေးကလပ်ဘိုရွန်ကလစ်ကွင်းမှာတူးတူးတည်ရတာကန်နိုင်ခဲ့ပါတယ်။မိုနာကိုအရက်မှာဂိုးတန်နေနားဆင်တာအကောင်းဆုံးဖြစ်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ရီယယ်နဲ့ဂျူဗင်တက်ညတနာ30ဒီယာဒီရီယယ်ကမက်ထရစ်ဒါဘီအရှုံးကလွှဲရင်ကျန်တဲ့ပွဲရန်းကိုနိုင်ထားခဲ့ပါတယ်။ဒါပြင်ရီယာဟာချန်ပီယံလိအုပ်စုနဲ့လီအဆင့်ကနောက်ဆုံး၅ဝဲစလုံးကိုနိုင်ထားပါတယ်။ပြီးခဲ့တဲ့စနေတုန်းက ကိုမိုတူးစီးနဲ့ရှုံးခဲ့တဲ့ဂျူပင်တက်ကတော့ပြိုင်ပွဲစုံနိုင်ပွဲပြောင်းနေတာ6ပွဲဆက်တိုင်ပါပြီ။ဒါပေမဲ့နောက်ဆုံး7ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ဂျူပင်တက်ချန်ပီယံလိအဝေးဝင်းရလောက်ပိုင်းကလည်းအားနည်းပါတယ်။ဒါကြောင့်ဘာနီဗျူးမှာဘာပီရူရဲ့ညမလို့ရီယိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။စပိုးတင်းနဲ့မာဆေညတနာ30နောက်ဆုံး၃ပွဲမှာရလက်ပေါင်းစုံထွက်ခဲ့တဲ့ Sporting ရဲ့လက်ရှိခြေစွမ်းဟာတည်ငြိမ်မှုမရှိပါဘူး။ဒါ့အပြင်အဲ့ဒီ Portuguese club ဟာ Marseille နဲ့တွေ့ခဲ့မှုတဲ့အရင် Champions League ၂ပွဲစလုံးကိုရှုံးထားပါရယ် မာဆေးကတော့ပြိုင်ပွဲဆို9ဝက်ဆက်အနိုင်နဲ့အတူအကောင်းဆုံးပုံစံရနေပါတယ်။ဒီရာသီချန်ပီယံလိနှစ်ပွဲစလုံးမှာလည်းမာဆေးခြေစွမ်းပြနိုင်ခဲ့ပြီးဘာနေဗျူးမှာရီယယ်ဟိုရောင်ကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပေါ်တူဂီမြေမှာမာဆေးသားတွေခေါင်းမငုံရနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘလိမကဂျာနေနာဆင်သူတယောက်ချင်းစီတန်းကိုကျေးဇူးတင်ရှိပါတယ်။နောက်ဆုံးရပွဲချုပ်သုံးသက်ချက်တွေနဲ့တရင်ချက်လက်တွေသိရှိဖို့လဲကျွန်တော်ဘလိမကရဲ့ Telegram Channel မှာလာရောက်ဖတ်ရှုလို့လည်းရပါတယ်။ကျွန်တော်ဘလိမကရဲ့ TikTok မှာနားဆင်တဲ့ညီကိုရဲ့အနေနဲ့ကလည်း အကယ်၍မြန် TikTok မှာဗီဒီယိုမတင်နိုင်ခင်ကျွန်တော် Playmaker ရဲ့ YouTube Channel မှာလာရောက်နားဆင်လို့လည်းရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ထင်လင်းဖြစ်ပါတယ်။